ကျမတော်မူချပါစကမြ။ယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ရဲဘော်လာရင်ပါ။ဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာ။ ပရမဆုံးတင်ဆက်ပေးခြင်းတာကတော့ရှမ်းမြောင်းနဲ့ရခိုင်မှာတည်သွားတဲ့စက္ကစတပ်သားတွေရဲ့မယားလင်းရှိမယားတွေကစစ်မှုတန်းပြည်သူစစ်တွေနဲ့ဖောက်ပြန်ခိုးပြင်းနေပြီးရှေ့တန်းစက်တိုက်ထွက်နေရတဲ့အတွက်မိမယူမဲ့စစ်သားတွေကိုဖုတ်ပုံမိတိုက်ပေးစားနေရကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းမြောင်းနဲ့ရခိုင်မှာတည်သွားတဲ့စစ်သားတွေရဲ့မယားတွေလက်ရှိမယားတွေကစစ်မှုတန်းတပ်သားပြည်သူစစ်တွေနဲ့ဖောက်ပြန်ခိုးပြင်းနေကြပြီးမိမယူမဲ့စစ်သားတွေကိုလည်းစက်တိုက်ရှေ့တန်းထွက်နေရတဲ့အတွက် ဖုတ်ပူမိတိုက်ပေးစားနေရတယ်လို့တက်တွင်းတဲ့နှိစက်သူတဦးကပြောပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်ခြေဆိုင်ဖူလုံချေးရွာအနီးမှာရှိတဲ့စစ်ကောင်စီတပ်တွေဖြစ်တဲ့ခလာရ296 298 298တက်တွေမှာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရခိုင်ပြည်နယ်စစ်မြေပြင်တွေမှာတင်ဆောင်သွားခဲ့တဲ့စစ်သားတွေရဲ့မိမတွေယောက်ျားရှိတန်းထွက်နေတဲ့လင်ရှိမယားတွေကစစ်မှုတန်းတပ်သားပြည်သူစစ်တွေနဲ့ဖောက်ပြန်ခိုးပြေးနေကြတဲ့အပြင်အချို့စစ်သားမယားတွေကိုကရုံးတုံးပြီးပါပြန်လွတ်နေရတယ်လို့သိရှိရပါတယ်။ အိမ်တော်ရှိတဲ့ရဲမီတွေးတောင်းဖောက်ပြန်နေကြတာကရုံတုံပြီးပြန်လွတ်ရတာနဲ့မူရင်းစစ်သားတွေကရှမ်းမြောက်နဲ့ရခိုင်မှာတိတ်ကုန်ကြပြီးမိမရီကရောဖောက်ပြန်ကြတာပြောမနေနဲ့ပါစရီကစစ်သားဟောင်းမရခိုးလာတဲ့သူနဲ့လမ်းကြုံယူလာကြတာတွေပါတည်တယ်လို့စစ်တပ်အတိုင်းဝိုင်းနဲ့နှိစက်သူတူကပြောပါတယ်။ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပေါင်းနဲ့မြန်မြုပ်နယ်တွေဘက်မှရှီတန်းကနေပြန်လာပြီးမိမယူမဲ့စစ်သားတွေကိုလည်းချက်ချင်းရှီတန်းပြန်ထွက်ရမှာဖြစ်တဲ့အတွက်လာမယ့်နိုဝင်ဘာလ9ရက်နေ့နောက်ဆုံးအပြီးမင်္ဂလာဆောင်ခိုင်းထားတယ်လို့လည်းသိရှိရပါတယ်9ရက်နေ့အပြီးဆောင်ထားဖို့အမိန့်ပေးထားကြတာရှီတန်းစစ်ကြောင်းနှစ်ကြောင်းစာအတွက်စေးတွေထိခိုက်နေတာလဒါတွေကပြေးမယ်ဆိုတော့ကို ပေါ်တင်ပြောနေကြတာလို့အဆိုပါတက်တွင်းချင်းနေတဲ့နေဆက်သူကပြောပါတယ်အဲ့ဒီစစ်ကောင်စီတက်သားတွေနဲ့ ဖုတ်ပူမိတိုက်မင်္ဂလာဆောင်ကြမဲ့မင်္ဂလိတွေဟာလဲတက်တွဲမှာရှိတဲ့စစ်သားတွေရဲ့သားသမီးတွေဖြစ်တဲ့အပြင်အသက်မပြည့်သေးတဲ့ဆေကျော်သက်အရွယ်တွေလည်းဖြစ်ကြတယ်လို့သိရှိရပါတယ်။သူတို့ကမိခိုသားသမီးတွေလင်ရပြီးရောဟာတွေရဲ့အသက်က14 73 70အငယ်လေးတွေနဲ့တန်းယူကြတာတနာစရာတော့မရှိဘူးဗျ။အငယ်ဆုံးမလေးကအရင်ပြည်သူစစ်နဲ့ထွက်ပြေးတောင်ဆို12နှစ်လို့တက်တွင်းချီနီရီကိုနီးစက်တဲ့အဆိုပါတရင်ရှင်မြေကဆက်လက်ပြောဆိုပါတယ်။ အဲ့ဒါတွေအပြင်ရေစကြိုမြို့နယ်စစ်ကောင်စီရဲ့ခလာရ29ခွန်တရင်မှယာယီတရင်တရင်မူဘုံမူအောင်မျိုးထောရှေ့တန်းမှာပြင်ရောက်တာမကြသေးပဲလာမယ့်နိုဝင်ဘာလ6ရက်နေ့မှာရှေ့တန်းပြန်ထွက်ရမယ်လို့အထက်ကအမိန့်ပေးလာတာကြောင့်စိတ်ဆိုးပြီးတက်တွင်းကတိန်ပွဲနဲ့တေဆုံသူတွေအတွက်ရည်စက်ချတဲ့ပွဲတွေကိုတော့တက်ရောက်ခြင်းမရှိဘူးလို့သိရှိရပါတယ်အခုတရင်မှုဆိုရှေ့တန်းကပြန်လာတာမကြသေးဘူးပြန်ထွက်ရမှာဆိုတော့စိတ်ဆိုးပြီးမနေ့ကလုတဲ့တက်တွင်းကကတိန်ပွဲလည်းမလာဘူး ီကနေ့ရည်စက်ချပွဲလည်းမလာဘူးလို့စစ်တပ်အတိုင်းဝိုင်းနဲ့နှိစက်သူအစိုးရသတင်းရင်းမြစ်ကဆက်လက်ပြောပါတယ်။လက်ရှိမှာတော့အစိုးရတပ်တွေရဲ့တပ်တွင်းထဲမှာပြည်သူစစ်မှုတန်းပန့်ဆအများစုနဲ့အင်အားအချို့သာကျန်ရှိနေပြီးတပ်ထဲမှာလည်းအရက်တောက်တာကိုစိတ်ကြိုက်တောက်သုံးခွင့်ပေးထားတယ်လို့မူရည်စေဝါသုံးဆွဲတာတွေလည်းရှိနေကြတယ်လို့သိရှိရပါတယ်။ဒီကနေ့နိုဝင်ဘာလ၁ရက်နေ့မှာလည်းပခုတ်ကူလေရင်ကွင်းထိပ်မှာကွန်တင်ကာရီထံမှငွေကြီးတောင်းခံနေကြတဲ့စစ်ကောင်စီရဲတပ်သား၄မြောက်၂ဦးကို ရဇကျူတောင်ပိုင်းတပ်ပေါင်းစုမှရဲဘော်တွေကပြစ်ခတ်ရှင်းလင်းဖို့တွားရောက်ခဲ့ရမှာရဲတပ်သားတွေကသာပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးကိုဝန်တဲ့မိမကိုတော့ငွေကြေးထောက်ပံ့ပေးကပြန်လွတ်ပေးလိုက်ကြပါသေးတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ဘ ෝජ ုထွန်းမြတ်နိုင်ရဲ့တီနီယာနဲ့အေးအေးရုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စီရုံးကညွန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ပလောဝမြို့နယ်အတွင်းတည်ရှိနေနိုင်တဲ့ဘ ෝජ ုထွန်းမြတ်နိုင်ရဲ့တီနီယာနဲ့အေးအေးရုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန် နေပြည်တော်စီယုံကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဘက်တရင်ရှိမြေကပြောဆိုပါတယ် AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသကိုပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုပြီးနောက်အော်တိုဘာလနောက်ပိုင်းအတွင်ပြည်လုပ်တဲ့နေပြည်တော်စီယုံရဲ့ရခိုင်ဒေသဆိုင်ရာစစ်ဘက်အထူးအစည်းအဝေးမှာထို့သို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ယခုနှစ်ဩဂတ်လ30ရက်နေ့ AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မောင်တောမှာရိုရင်ဂျာများနဲ့တွေ့ဆုံခဲ့ပြီး ရကိုင်းပြည်မှာ၎င်းရောက်ရှိနေမှုကိုဓာတ်ပုံများနဲ့တကွထုတ်ပြန်ခဲ့ရမှာစစ်တပ်က၎င်းရဲ့တင်နီယာနဲ့အေအေးရဲ့ဌာနချုပ်ယုံရှိရာကိုစိတ်ဝင်စားနေကြောင်းသိရှိရပါတယ်။ဒါအပြင်ရကိုင်းဒေသမှာရှိတဲ့လက်လွတ်ဆုံးရှုံးထားရတဲ့နေမျိုးတွေကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်တွေကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးတွေကိုလည်းစောင့်ရွက်ရန်ရှိနေကြောင်းသိရှိရပါတယ်။ရင်းပြင်ရကိုင်းဒေသမှာစစ်တပ်ရဲ့ပြည်သူ့စစ်မဟာဗျူဟာကိုအရှိန်အဟုန်နဲ့ ပြန်လည်အကောင့်ထေဖော်နိုင်ရင်းနဲ့နေမီစွမှုမှုပြန်လည်ရရှိနိုင်ရအတွက်စစ်တပ်ထောက်ခံတဲ့ရခိုင်နိုင်ငံရေးသမားများစစ်တပ်နဲ့အစဉ်ပြေနေတဲ့ရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားတဲ့ရခိုင်စီးပွားရေးသမားများထံမှအကြံဉာဏ်များရယူရန်နဲ့ပူပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့မင်းအောင်လိုက်ပြုတ်ချဖို့ညီညွတ်စွာနဲ့လက်နက်ကင်တိုက်ဖြူချမှရမယ်လို့ TNL ခေါင်းဆောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် နာသိစစ်တပ်ခေါင်းဆောင်မေအောင်လိုင်းဘယ်ချင်းပြုတ်ကြမလဲဆိုတာခံမှန်းရခက်ပေမဲ့စစ်အာဏာရှင်ပြုတ်ကြအောင်ညီညွတ်စွာတိုက်မှရမယ်လို့တအောင်တက်မတော် TNL ခေါင်းဆောင်တူဦးဖြစ်တဲ့အထွေထွေအတွင်းရေးမှူးချုပ်ဗိုလ်ချုပ်တာပွန်ကျော်ကပြောကြားလိုက်ပါတယ်။နိုဝင်ဘာလ3ရက်နေ့ကထုတ်ပြန်တဲ့ TNL သတင်းပြန်ကြားရေးဌာနရဲ့အော်တိုဘာလထုတ်စာဆောင်မှာဗိုလ်ချုပ်တာပွန်ကျော်ပြောကြားတဲ့မိကွန်းကိုဖော်ပြခဲ့တာပါ။တအောင်လောအကယ်ဒမီကျောင်းစင်ပွဲတက်ရောက်ခဲ့တဲ့ဗိုလ်ချုပ်တာပွန်ကျော်ရဲ့မိကွန်းကိုမြန်မာဘာသာနဲ့ဖော်ပြခဲ့တာပါ။ ကျောင်းစင်ပွဲလုပ်ခဲ့တဲ့အချိန်ကာလကိုတော့ဖော်မပြထားပါဘူး။ TNL နဲ့စစ်ကောင်စီတို့တရုတ်အစိုးရရဲ့ကြားဝင်မှုနဲ့အော်တိုဘာလကုန်ပိုင်းမှာအပြစ်ခတ်ရက်စဲခဲ့ပေမဲ့ TNL ခေါင်းဆောင်ပို့ချုပ်တာဘုံကျော်ကမင်းအွန်လိုင်းနဲ့စစ်အာဏာရှင်တွေပြုတ်ကြရေးလက်နက်ကင်တိုက်ပြီးဖြိုချမှတ်တာရမယ်လို့ပြောကြားချက်ကိုအခုလိုဖော်ပြခဲ့တာပါ။မင်းအွန်လိုင်းစစ်အာဏာရှင်တို့ဘယ်အချိန်ပြုတ်မလဲကျွန်တော်တို့ခံမရခက်တယ်။ အားလုံးကကျွန်တော်တို့ဒီຫນွေဦးတော်လန်ရေးကအဲ့ဒီလောက်ညီညွတ်ပြီးမှတိုင်းရင်းသားလက်နက်ကင်တွေအကုန်လုံးဘယ်လောက်ထိညီညွတ်ပြီးမင်းအောင်လိုင်းကိုဘယ်လိုတိုက်မလဲဆိုတော့နည်းနည်းခံမရခက်တယ်။ဒီနေ့အတွဲ2025အတွဲမဖြစ်နိုင်ဘူးလို့လည်းမပြောနိုင်ဘူး။ဖြစ်နိုင်တယ်လို့လည်းအာမခံလို့မရဘူးလို့ဗိုလ်ချုပ်တာပုံကျော်ကပြောကြခဲ့ပါတယ်။တိတုံညာနှစ်ခွန်စစ်စင်ရေးမှာမြို့ရီသိမ့်ပိုက်နိုင်ငံတော်ကိုလည်းဗိုလ်ချုပ်တာပုံကျော်ကရှင်းပြပါတယ်။အရင်ကဆိုရင်စစ်တပ်ကိုတိုက်ခိုက်တာဟာအာနာရှင်တိုင်းကိုကောင်းနဲ့တိုက်တာဖြစ်လို့တိုက်တဲ့သူသား ခေါင်းကွဲမယ်ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ကြောင်းဒါပေမဲ့စစ်ကောင်စီဟာတကယ်တိုက်ရင်ရတဲ့အခြေအနေရှိခဲ့ကြောင်းဗိုလ်ချုပ်တာပွန်ကျော်ရဲ့မိကုံးမှာပါရှိပါတယ်။မင်းအောင်လှိုင်ပြုတ်ကျဖို့မြန်မာနိုင်ငံကိုတိဆောက်ဖို့ရိုးရိုးစင်တာပြယုံနေတော့လန့်သွားမယ်မထင်နဲ့ပြီးတော့တွေ့ဆုံဆွေးနွေးငင်းချမ်းကြီးဆွေးနွေးပွဲတွေလုပ်ညီလာခံတွေလုပ်ခဲ့တဲ့အခုတော့အားလုံးရှင်းကုန်ပြီဒီကောင်ကိုလက်နက်ကင်တိုက်ပြီးဖြိုချရုံပဲရှိတော့တယ်လို့ဗိုလ်ချုပ်တာပွန်ကျော်ကပြောပါတယ်။ စစ်အာဏာရှင်ပြုတ်ကြရေးအချိန်ဘယ်လောက်ကြာမယ်ဆိုတာကိုပြောလို့မရပေမဲ့ဖြစ်နိုင်အောင်ကြိုးစားကြရမယ်လို့လည်းပြောပါတယ်။မဖြစ်နိုင်ဘူးလားမင်းရင်တော့ကျွန်တော်တို့ဖြစ်နိုင်အောင်ကြိုးစားမယ်ကျွန်တော်တို့အားထည့်မယ်တပွဲတည်းဖြစ်အောင်လုပ်လို့မရဘူးလို့ဗိုလ်ချုပ်တာပုန်ကျော်ကပြောကြခဲ့ပါတယ်။ TNL အနေနဲ့တိုင်းရင်သားလက်နက်ကင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ကဲတို့၊နှွေဦးတော်လန်ရေးကပေါ်ပေါက်လာတဲ့ PDF တွေနဲ့ချိတ်ဆက်အလုပ်လုပ်ခဲ့တယ်လို့အသိပေးပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းချိတ်ဆက်ပြီးအလုပ်လုပ်တယ်လို့ပြောပါတယ်။ ဒါအပြင်တစ်ချိန်မှာတနိုင်ငံလုံးကမင်းအောင်လိုင်ကိုတိုက်ဖြတ်ပြီးတော့ Federal ပုံစံနိုင်ငံတစ်ခုလောက်လာတဲ့အချိန်ရောက်ပြီးဆိုရင်အစင်တဲ့ပေါင်းဆက်နိုင်ဖို့တအောင်းအင်အားစုတွေဘက်ကပြင်ဆင်မှုတွေလုပ်နေတဲ့အကြောင်းတွေကိုလည်းပြောပြပါဗါတယ် TNL နဲ့စစ်ကောင်စီတို့ဟာ2025ခုနှစ်အော်တိုဘာ29ရက်နေ့မှာတရုတ်အစိုးရရဲ့ဂျောင်းဝင်စီစံမှုနဲ့တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံပြီးအပြည့်ခက်ရက်စဲခဲ့ပါတယ်အပြည့်ရဲ့သဘောတူညီချက်ထဲမှာ TNL ကသိမ့်ပိုက်ထားတဲ့ မိုးကုတ်မိုးမိတ်ကတက်တွေပြန်လည်ဆုတ်ခွာပေးရမယ်လို့သဘောတူညီခဲ့တယ်လို့စစ်ကောင်စီက TNL ထိန်းချုပ်ဒေသတွေကိုလေကြောင်းတိုက်ခိုက်တာမြေပြင်ထူးစစ်စင်တာတွေမလုပ်ဘူးဆိုလို့သဘောတူညီခဲ့တာပါဒီလိုစစ်ကောင်စီနဲ့အပြစ်ခက်ရစေရတာလူတို့ရဲ့ဘေးကင်းလုံခြုံမှုနဲ့ထိကိုက်နစ်နာမှုညှော်နေစေဖို့အတွက်ခက်ခဲစွာဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်း TNL ကအသိပေးထားပြီးအပြစ်ရဲ့ကာလအတွင်းတည်ငြိမ်ရေးနဲ့လွတ်လပ်စွာခရီးသွားလာရေးဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ် ဒါကြောင့်ခီးသောပြည်သူတွေနဲ့စစ်ပေးရှောင်တွေမိမိနေရမြို့ရွာတွေကိုလွတ်လပ်စွာခီးသွားလာနိုင်ပြီလို့အတည်ပြုထားပါလေခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကိုကိုကျွန်းမြို့မှာ new source ကိုမဲပေးရန်လို့ဆိုကသာသမီပိုင်ကုမ္ပဏီများမှဝန်ထမ်းများကိုလာစားအပြစ်နေစားစေးငိမ့်တဲ့ကိုကိုကျွန်းကိုယာယီပြောင်းရွှေ့ခိုင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းကိုကိုကျွမြို့မှာလက်ရှိဝန်ကြီးချုပ်ရာတူရယူထားသူကြံ့ဖို့ပါတီရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလောင်းမျိုးစောကိုမဲပေးရန်လို့ဆိုကမျိုးစောရဲ့သားသမီးပိုင်ကုမ္ပဏီများမှဝန်တန်းများကိုလာစားအပြည့်နေစာစည်းငိမ့်နဲ့ကိုကိုကျွန်းကိုယာယီပြောင်းရွှေ့ခိုင်းနေကြောင်းပြောင်းရွှေ့ရမှာပါဝင်တဲ့ကုမ္ပဏီဝန်တန်းများရဲ့မိသားစုအတိုင်းဝိုင်းကပြောဆိုပါတယ်ကိုကိုကျွန်းမျိုးနဲ့ပြည်သူ့လွတ်တော်အမတ်နေရာအတွက်ကြံ့ဖို့ပါတီကိုစားပြုမျိုးစောနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီမှဝင်းကျော်သူတို့ကနှစ်ဦးတည်းရှင်ပြန်ရမှာဖြစ်ပေမဲ့ညူစောရဲ့တာသမီများပိုင်ဆိုင်တဲ့ကုမ္ပဏီများမှဝန်ထမ်းတွေကိုယာယီကိုကိုကျွန်းကိုပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်းပြောင်းရွှေ့တဲ့ကုမ္ပဏီဝန်ထမ်းတွေကိုလည်းနေစားစီငိမ်းလောက်ခလစားအပြည့်နဲ့မိုးဘုံ၅သိမ့်မှာပြေးကြောင်းကိုကိုကျွန်းကိုယာယီပြောင်းရွှေ့သူတွေဟာရင်းမြစ်နယ်မှာညူစောကိုမဲပေးရန်ပြောင်းရွှေ့မဲစင်းလျှောက်ထားမှုကိုလည်းကုမ္ပဏီဘက်ကလှုံ့ဆော်ပေးကြောင်းသိရှိရပါတယ် ညိုစောမှာတန်ညိုစောတိညိုစောနဲ့စင့်ညိုစောဆိုတဲ့သာသမီ၃ဦးရှိပြီးတမီတန်ညိုစောကဒေါက်တာဇွမ်းမန်အောင်နဲ့အင်တောင်ကြကညိုစောရဲ့စီးပွားရေးလုပ်ငန်းတွေအလုံးကိုဦးစီးလုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကိုကိုကျွန်းကိုရွှေ့တာကကိုစွဲဒေါက်တာဇွမ်းမန်အောင်ရဲ့ကုမ္ပဏီကဝန်ထမ်းတွေပါတယ်။နောက်ပြီး Apex Fair ကကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်။ကိုကိုကျွန်းမှာမေဆင်အပြောင်းပုံစံ15ရောက်ခိုင်းတယ် မဲပေးပြီးရလက်ထွက်ပြီးရင်ပြန်လာကုန်မယ်။နေစာဇေငိမ်းလာစာအပြည့်အပြင်းမိုးဘုံ၅သိန်းပါပေးတယ်မိသားစုပါရင်လဲမိသားစုဝင်တဦးကို၅သိန်းထပ်ပေးတယ်လို့ပြောင်းရွှေ့ရမှာပါဝင်ခဲ့တဲ့ကုမ္ပဏီဝင်တဲ့တဦးကဆိုပါတယ်။ညိုစောဟာအော်တိုဘားလ25ရက်နေ့ကဝန်ကြီးချုပ်ရာဒူးနဲ့ကိုကိုကျွန်းကိုတောရောက်၍မဲဆွဲစီရင်မှုများလှုပ်ဆောင်ခဲ့ပေမဲ့လည်းဝန်တန်းတွေက၎င်းကိုမင်းမပေးမာကိုစိုးရိမ်ပူပန်မှုများရှိနေကြောင်းထို့ကြောင့်ဝန်တန်းများရဲ့ဘဝကိုကိုကျွန်းမြို့နယ်မှာ ပြည်သူများနဲ့မိသားစုများရဲ့ဘဝများကိုတူတာလျင်မြင့်တင်ပေးနိုင်မယ်လို့ပြောဆိုကာ၎င်းကိုမဲပေးရန်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ညိုစောမှာစစ်တပ်မှဗိုလ်ချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်ကအကြံဖတ်မင်းအောင်လိုင်ကအကြံပေးဖြစ်ခန့်အပ်ခဲ့ပြီးတန်ရွှေခင်မလည်းတန်ရွှေရဲ့စိတ်ချယုံကြည်အားကိုးရတဲ့တပည့်ရင်တူဖြစ်ခဲ့ကြောင်းစစ်တပ်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ယူဇော2020ခုနှစ်စစ်တောက်ချုပ်အဖြစ်မှအနာယူခဲ့ပြီးစစ်တပ်ရဲ့အရန်အင်အားစီးရင်သွင်းခံခဲ့ရပါတယ်။ စစ်တပ်ကတော့အပတ်စဉ်23ကျောင်းစင်ညိုစောမှာမြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအင်းဝပန်ဥက္ကဋ္ဌမင်းအောင်နိုင်ရဲ့အကြံပေးစတဲ့ယာရုများစွာကိုရယူခဲ့တဲ့အပြင်တက်မတော်နီးပညာတက်ကတော့ကျောင်းအုပ်ကြီးစစ်တပ်ကတော့ကျောင်းအုပ်ကြီးတောင်ပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမူအလေပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမူစစ်ထောက်ချုပ်စတဲ့ယာရုတာဝန်များအစစ်စစ်ထမ်းဆောင်ခဲ့က အထက်နဲ့အောက်ဝေစားမြာစားအကြားတဟဇာတာဖြစ်အောင်နေထိုင်တလွန်းသူလို့နာမည်ကြီးကစစ်ခေါင်းဆောင်ဟောင်းတန်းရွှေကအထုသဘောကျခဲ့သူတူဖြစ်ပါတယ်။အကြံဖတ်မင်းအောင်လည်းကအာနာသိန်းစစ်ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာလည်းတန်းရွှေတပည့်အရင်ညူစောကိုပြန်လည်အုံပြုပြီးအငိမ့်စားအဖြစ်တတ်မှတ်နိုင်တဲ့အရန်အင်အားထိုင်ကုန်မှထိုင်နေရတဲ့တိုင်ညူစောမှာယာရုတာဝန်များစွာပေးအပ်ခံခဲ့ရကနောက်ဆုံးမှာဝန်ကြီးချုပ်ဖြစ်မင်းအောင်လည်းကခန့်အပ်ခဲ့ပြန်ပါတယ်။ ယူဆောယနေ့အချိန်ထိစစ်ကောင်းဆောင်ဟောင်းတန်ရွှေနဲ့မိသားစုများထံကိုအဝင်ထွက်ရှိပြီးတန်ရွှေရဲ့လိုအပ်ချက်တွေကို၎င်းကအရေးတယူဂယုတဆိုင်ဖြည့်ဆည်းပေးနေစေဖြစ်တယ်လို့တပ်သတင်းရင်းမြစ်တချို့ကဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ကွန်တုံဝေသူနဲ့အပြည့်မဲ့ပြည်သူကိုလေရင်နဲ့ဘုံကျဲသူဘေသူကမိုက်ရိုင်းလဲဆိုတဲ့သုံးသက်ရေးသားမှုကိုတင်ဆက်ပေးပါမယ်မန္တလေးကအစိုးရကစင်ဘော်ကနေအမျိုးသားနဲ့အမျိုးသမီးအတူဆက်ဆံတဲ့ကိစ္စကိုတစ်တစ်ခွားခွားပြောပြီး ပရိသတ်သေးကိုကွန်တုံးတွေကျေပြီးတယ်။စစ်အောက်ကလည်းဟေးကနေအော်ကြတယ်။အော်ကြပြောကြတဲ့အထင်းမှာအမျိုးသမီးငယ်တွေလည်းပါတယ်။အစိုးရကကွန်တုံးတွေကျေပေးပြီးကွန်တုံးတုံးကြစောက်ကလေးတွေမယူနဲ့ဆိုပြီးပြောခဲ့ပါတယ်။ Facebook ပေါ်မှာဝေဖန်သံတွေညံသွားပါတယ်။ကလိန်ကကြစ်ယုံထွက်လာပါတယ်။ဖမ်းသွားပါပြီခင်ဗျာ။ဖမ်းစီခြင်းတော့မဟုတ်ပါဘူးတဲ့။ comment တွေမှာအေးအေးယူပေးဖို့ဗိုလ်ကြီးတယောက်ကိုတိုင်ထားတယ်။ဘူမှုတယောက်ကဒီလိုကောင်းမျိုးအေးအေးယူမယ်လို့ပြောထားပြီးမန္တလေးအမျိုးဘာသာတာသနာအဖွဲ့ကတရားစွဲဖို့ပြင်နေပြီး အဲ့ဒီကောင်ကိုဖမ်းပြီးပါတာဝန်ရှိသူတို့တရားဥပဒေစွမှုမှုပြပေးပါချက်ချင်းဖမ်းပါဆိုသလိုဇက်လိုက်ကြော်တွေကိုပွဲထုတ်ဖို့ဆိုဩကြပါတယ်။ရှိုးပွဲအွန်လိုင်းပေါ်တက်လာပြီးမကြခင်မှာဇက်တိုက်ထားတဲ့ဇက်လိုက်ကြော်တွေတက်လာကြပါတယ်။ယဉ်ကျေးမှုကိုကာကွယ်မယ်အမျိုးဘာသာတာသနာကိုစောင့်ရှောက်မယ်ဘလာဘလာဘလာတွေလုပ်ကြပါတယ်။ဝင်းရတဲ့ပြိတက်ကြီးကလည်းနေစားကရထားသလားထင်းရလောက်အောင်ကိုအထိမကန်ရွှေပကန်ဖြစ်နေကြပါတယ် တချို့ comment တွေစိတ်ကြီးနေပုံကအမေချမ်းနတ်ဝင်တွေကတော့အရှုံးပေးရမယ် item တွေနဲ့ပေါ့စာတင်ကြောင်းပေါ်ဘုံကျဲတုံးကတော့အမေချမ်းတွေပျောက်နေကြတယ်ကိုတုံးဆိုတာကိုရဆိုင်မှာတော့ဝယ်လို့ရတာဘာများစမ်းလို့လဲပြောရတာလည်းများလာပြီအများကြီးပြောရင်စင်ပေါ်တက်တဲ့ကောင်တွေပရဟိတဗန်းပြတွေအချောင်းနေအချောင်းစအမျိုးပါတာတွေကိုစာရေးစရာတယောက်ကတိုက်ခိုက်နေတယ်ဆိုပြီးတကူးကလူဟစ်ဖြစ်နေပါလိမ့်မယ်ဒီလိုခေကြီးမှာစင်ပေါ်တက်လာပြီးဒီလိုပြောရတာက သူ့နောက်ွယ်ကနေဘယ်သူစီစဉ်ပြီးတလဲဆိုတာရှင်းရှင်းလင်းလင်းသိနိုင်တယ်။မတိသေးတာက တာဇန်တွေဘာကြီးအောင်ကတော့ဒီကိစ္စမျိုးကအန်တိုနီဘီလို့ပဲပြောကြင်ပါတယ်အများကြီးမပြောတော့ဘူး။ဘွိုင်းကော့ဆိုတာဥပိ္ပခါပြူတာအဖက်မလုတာဘာလို့ပြပြမသိခြင်းအောင်စောင့်နေရတာသူအကြောင်းဘာမှမပြောတာသူနဲ့အဆက်ဆံမလုတာကိုတပိတ်မောက်တယ်လို့ခေါ်ပါတယ်။မြန်မာပြည်သူတွေရဲ့ဘွိုင်းကော့ကဥပိ္ပခါပြူခိုင်းပြီးတော့မှပိုပြီးစိတ်ဝင်တစားအတိပေးတင်ပြနေကြတော့ ဘွိုင်းကော့ခံရမှနာမည်ကြီးနိုင်တယ်ဆိုတဲ့လမ်းကိုရွေးလာနေကြတယ်လို့ပါပဲမသိသေးသူတွေတွေ့နေရလို့မပြောချင်ပဲပြောလိုက်ရတာပါမန် PDF ကမုတ်ကုတ်ကိုအင်အားတောင့်တင်းစွာနဲ့ဆက်လက်ထိန်းသိမ်းမယ်ဗိုလ်ချုပ်တာဘုံကျော်ကအချင်းနီအရာနောက်ပြန်လှည့်ပြပေးမယ်ညီကိုလိုနောက်မှရှိနေမယ်နေရီကန်စကန်ကြီးကအေးလက်ထက်ရောက်သွားပြီးပြည်မျိုးအထိခီးဆက်လာနိုင်တယ်ရန်ကုန်တာဂီတာရေးစကန်ဝုံတိုင်းခံရတယ်ရန်ကုန်ကို PDF ကကိုထင်ပြလာပြီးကရင်ပြည်နယ်မှာ KNU ကစကန်တွေပြန်သိမ်းနေတယ် အာဆီယံညီလာခံကအနစ်ချုပ်ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာ28ခုမှာမြန်မာအာဏာသိမ်းစစ်တပ်ဟာအချက်၅ချက်ကိုမလုံမချင်းဘယ်လိုရွေးကောက်ပွဲကိုမှအတိအမှန်မပြုဘူးလို့အစီရင်ခံစာထုတ်လိုက်တယ်။ကိုလာတမကကမ္ဘာနိုင်ငံများခေါင်းဆောင်စီရင်မှာအမေစုနဲ့တမ္မာကြီးဦးဝင်းမြင့်တို့ကိုနိုင်ငံခေါင်းဆောင်အနေနဲ့ဆက်လက်သတ်မှတ်ထားတယ်။ဆိုတော့အာဏာသိမ်းပြီးကလေးကဘုံကြီးတရားဟောဆရာပလီဆရာမေတီလာ လူကြီးကြောင်းသားကလေးမကြံတော်လန်တွေထင်ရင်ဖန့်တဲ့နှိမ့်ဆက်တဲ့တက်ပြတ်တယ်။စင်ပေါ်ကနေကုံတုံကျဲတာလောက်ကတိုင်းပြည်ပြတ်တာလောက်အရေးမကြီးဘူး။တိုင်းပြည်ပြတ်နေလို့စင်ပေါ်တက်ပြီးဒီလိုပြောရတာဒီလိုလုပ်ရတာဒီလိုလုပ်တဲ့ကောင်ကိုအာနာသိမ်းထားတဲ့ကောင်တွေအားကိုပြီးဖန်ခိုင်းရမှာမဟုတ်ဘူး။ဒီလိုစနစ်ကိုတော်လန်ရမှာဒီစနစ်ကဒီလိုကောင်တွေစင်ပေါ်ရောက်အောင်နောက်ွယ်ကနေစီစဉ်နေတယ်ဆိုတာသိကြဖို့လိုတယ်။နောက်တခါစင်ပေါ်ကနေကုံတုံဝေယုံမကလို့ကာမဆက်ဆက်ပြနေလဲမဖန်ခိုင်းကြနဲ့။ သူတို့ကိုအောင်ကိုဇေကျင်လို့ဒီလိုမြောက်ပေးနေတယ်ဆိုတာသိဖို့လိုပါတယ်စစ်အာဏာရှင်စနစ်ရှိနေသူရဲ့ဒီလိုအာယုံနောက်တာတွေတွေ့နေကြရအောင်မကျူးလွန်သူကိုဖမ်းခိုင်းရင်ထောင်မဆန့်ဘူးဥဆောင်သူကိုဖမ်းနိုင်မှကျူးလွန်နေသူတွေပပျောက်သွားပါလိမ့်မယ် ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ် တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လိုင်းနေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လိုင်းသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ